ထိုင်းနိုင်ငံဖိုးဖရခိုင်ဘက်သို့မြန်မာဘက်မှတရားမဝင်ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသား၊အီသီယိုးပီးယားနိုင်ငံသား၊နိုင်ဂျီးရီးယားနိုင်ငံသား၊မလေးရှားနိုင်ငံသား စားတဲ့နိုင်ငံသား44ဦးကို ထိုင်းအထူးစစ်စင်ရေးအဖွဲ့မှနိုဝင်ဘာ29ရက်နေ့ကဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ထိုင်းနိုင်ငံရာဂျာမနုအထူးစစ်စင်ရေးတပ်ဖွဲ့ဤတပ်မှုဗိုလ်မှူးကြီး Channel Gun Samson ကအထူးစစ်စင်ရေးတပ်ဖွဲ့မှစစ်သားများအားထားခရိုင်၊မဲဆောက်ခရိုင်၊မဟာဝံခရိုင်၊ဗန်ဝေမီမှထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကင်းလျင်အမိန့်ပေးခဲ့ပါတယ်။ကင်းလက်စင်အတွင်းထိုင်းနိုင်ငံသူတရားမှွင်ဝင်ရောက်လာတဲ့တန်တရားရှိသူ44ဦးကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ထိုင်းနိုင်ငံရာဂျာမနုအထူးစစ်စင်ရေးတ က်ခွဲမှစစ်သားများဟာမြန်မာဘက်ခြမ်းရှိတိုင်ချန်အထူးစီးပွားရေးဆောင်မှထိုင်းနိုင်ငံသို့တရားမဝင်ဝင်ရောက်လာတဲ့နိုင်ငံသား44ဦးကိုဖမ်းဆီးစစ်ဆေးရာတရုတ်နိုင်ငံသားအမျိုးသား40ဦးအမျိုးသမီး2ဦးအီသီရိုးပီးယားနိုင်ငံသားအမျိုးသား2ဦးအီသီရိုးပီးယားနိုင်ငံသားအမျိုးသမီး2ဦးနိုင်ဂျီးရီးယားနိုင်ငံသားအမျိုးသား2ဦး လေးရှားနိုင်ငံသားအမျိုးသားတအူတို့ဖြစ်ကြောင်းသိရပါဗျ။ထိုင်းအထူးစစ်စင်ရေးအဖွဲ့ A ကနဦးစုံစမ်းစစ်ဆေးမှုများရ၎င်းတို့အားလုံးဟာထိုင်းနိုင်ငံဖုတ်ဖရခရိုင်ခြုံပုံးမြို့နယ်ဘန်ဟွိုင်းလန်၏တဖက်ကမ်းရှိမြန်မာနိုင်ငံအထူးစစ်ဝါးရေးဆောင်မှလာကြောင်းတွေ့ရှိခဲ့တယ်လို့ဒေတာအတွင်းထိုင်းသတင်းနှုတ်ရေးသားထားပါဗျ။ အစိုးရရဲ့တပ်ဖွဲ့ဟာနောက်ထပ်တရားဥပဒေအရရင်းယူရန်အတွက်ထပ်ပြင်းနေမဲဆောက်ခရိုင်ရှိလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံနိုင်ငံသားများကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။အနာပိုင်များဟာတရားမဝင်တဲ့ဆက်ဖြတ်ကြုံဝင်ရောက်မှုမရှိစေရေးအတွက်ဂျားဖြတ်ဆောင်ကြည့်မြင့်အစီအမံများကိုအားကောင်းစေရန်ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းထိုင်းနိုင်ငံဘက်မှလာတဲ့သတင်းများအရသိရပါတယ်။